ိုသိန်းကောင်းတဲ့လူကိုရီးယားမင်းသမီးလေးလို့လှပါလို့နာမည်ကြီးရေပန်းစားနေတဲ့အမျိုးသမီးလက်ရွေးစင်ပေါလုံသမားဒေးစီအောင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လင်းစင်တာ page ကနေပြလဲကြိုဆိုလိုက်ပါတယ်အခုရပိုင်းအင်တာနက်ပေါ်မှာနာမည်ကြီးရေပန်းစားနေရကတော့ကိုရီးယားမင်းသမီးလေးတယောက်လို့ချောမောလာပနေတဲ့အမျိုးသမီးဘောလုံးသမားလေးဒေးစီအောင် ဖြစ်ပါတယ် ဒေစီအောင်ကနေပြီးတော့လယ်ဝေးမြို့နယ်ဇာတိဖြစ်ပြီးတော့အခုချိန်မှာတက်တန်းအလိုက်အသက်16နှစ်အောင်မြမအမျိုးသမီးလက်ရွေးစင်အတင်းရဲ့ဝင်းလယ်မှာကစားနေပါတယ်။ဒီလိုမျိုးကစားနေတဲ့နေရာမှာသူမရဲ့ခြေစွမ်းကြောင့်သာမကတခြားဘောလုံးသမားတွေကြားထဲမှာထင်းထွက်နေရင်သူမရဲ့အလားတရားတွေကြောင့်လည်းမြမလက်ရွေးစင်ကစားသမားလေးဒေစီအောင်ကအင်တာနက်ပေါ်မှာနာမည်ကြီးရေပန်းစာလူပြောများလာပါတယ်။ပုံမှန်ဆိုရင်တော့လက်ရွေးစင်မျိုးသမီးတွေဟာကြကြရရနဲ့ယောက်ျားယောက်တွေများပါတယ်။ဒါပေမဲ့လည်းဒီဘက်နောက်ပိုင်းခေတ်မှာတော့မြမလက်ရွေးစင်အတင်းမှာမိန င်းကလေးပြပီသားသားနဲ့ချက်စရာကောင်းတဲ့အမျိုးသမီးကစားသမားလေးတွေပေါ်လာပါတယ်။အားလုံးဒီကြရဲ့တိုင်းတိတ်မကြသေးခင်ကဆိုရင်အမေရိကန်နိုင်ငံမှာပညာသင်ကြားနေရင်လက်ရွေးစင်ဘောလုံးသမားလေးမေထက်လူဟာဘောလုံးကစားတာလည်းကျွမ်းကျင်ခြေစွမ်းပြနိုင်တယ်လို့သပင်းရှိရှိလေးနဲ့ချက်စရာကောင်းလို့လူရင်းရဲ့မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းပေါ်ကိုစိတ်ဝင်စားမှုကလည်းတဟုန်တိုးမြင့်တက်လာခဲ့ရပါ ခုခါမှလည်းမေထက်လူလိုမျိုးမြန်မာလက်ရွေးစင်အမျိုးသမီးကစားသမားတယောက်ပေါ်ထွက်လို့လာခဲ့ပါပြီ။ဒေစီအောင်ကအခုချိန်မှာတော့အသက်16နှစ်အောက်မြန်မာလက်ရွေးစင်အသင်းနဲ့အတူအာဆီယံ United အမျိုးသမီးဘောလုံးပြိုင်ပွဲကိုပါဝင်ရှင်ပြန်လျက်ရှိပြီးတော့ခြေစွမ်းပြကစားနိုင်တာကိုတွေ့ရပါတယ်။ဒါ့အပြင်ဒေစီအောင်ကမြန်မာအမျိုးသမီးလိပြိုင်ပွဲဖြစ်တဲ့ MNL အမျိုးသမီးလိပြိုင်ပွဲမှာလည်းရန်ကုန် United အမျိုးသမီးအသင်းမှာကစားနေရဖြစ်ပါတယ်။ အမျိုးသမီးဘောလုံးသမားလေးဒီစီအောင်ကအသက်16နှစ်အောင်အမျိုးသမီးဘောလုံးအသင်းကိုအကောင်ဆုံးထိန်းချုပ်ဦးဆောင်ကစားနိုင်တဲ့ဘောလုံးသမားဆိုရင်လည်းမမပါဘူး။ဒီစီအောင်ကထိုင်းအသင်းနဲ့ပွဲစဉ်၊လာအိုအသင်းနဲ့ပွဲစဉ်၊ဗီယက်နမ်အသင်းတို့ရဲ့ပွဲစဉ်တွေမှာအကောင်ဆုံးခြေစမ်းပြကစားနိုင်တာဖြစ်ပါတယ်။အခုလိုမျိုးဒေးစီအောင်ရဲ့ခြေစွမ်းတွေကြောင့်လဲသွေးသစ်လောင်းနေရဲ့မြန်မာလက်ရွေးစင်အမျိုးသမီးဘောလုံးအသင်းအတွက်အားသက်စရာလို့ဆိုရမှာပါ ဒေစီအောင်ရဲ့ခြေစွမ်းနေကြောင်းမကြခင်မှာတက်တန်းလိုက်အသင်းကနေလက်ရွေးစင်အသင်းကြီးမှာရွေးချယ်ခံရဖို့ရှိနေပါတယ်။ ဒေစီအောင်ကအကွင်းထဲမှာဘောလုံးကစားရင်းနဲ့အားကစားသမားကောင်းပြီးသားစွာနဲ့ကြိုးစားကစားသလိုကွင်းပြင်ပမှာလည်းမိန်ကလေးတဘာဝအဖီလင်းပြင်ဆင်ကကြော့ကြော့မော့မော့နေတတ်ပါရဲ့။ဒါကြောင့်အားလုံးကဒေစီအောင်ကိုကိုရီးယားမင်းသမီးနဲ့တူလို့ချီးကျူးကြတာပါ။အမျိုးသမီးဘောလုံးအသင်းပရိသတ်တွေကရုပ်ရည်လှပတဲ့ကစားသမားတွေကိုအားပေးတာရုပ်ရည်မလှပဲကစားနေတဲ့ကစားသမားတွေအတွက်အားနာစရာဖြစ်ပါရဲ့။ဒါပေမဲ့လည်းတခါတလေမှလိုအပ်နေတဲ့ပရိသတ်တွေရဲ့အာယုံဆိုင်မှုကိုရဖို့မေးထက်လို့ ဒေစီအောင်တို့လိုကြောမလာပါတဲ့ကစားသမားတွေလည်းလိုအပ်တာအမှန်ပါပဲ။ပရိသတ်ဆိုတာကဘောလုံးပွဲတစ်ပွဲမှာ၁၂ယောက်မြောက်ကစားသမားပါ။အခုတော့အမျိုးသမီးဘောလုံးပွဲတွေကိုစိတ်ဝင်စားကြတဲ့လူတွေတောင်ဒေစီအောင်နဲ့မေထက်လူလိုကစားသမားတွေကြောင့်မြမအမျိုးသမီးပွဲတွေကိုအားပေးလာကြပါပြီ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကိုရီးယားမင်းသမီးလေးလို့ချောမောလာပါတဲ့ဒေစီအောင်ကိုအားပေးကြလာဆိုတာပြောသွားခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။